တို့ညာ YouTube Channel ကိုအားပေးကြည့်ရှုနေကြသူများအားလုံးကိုမင်္ဂလာပါလို့ကျွန်တော်ပုံမြတ်ထင်မှနှုတ်ခွန်းဆက်သလဲရပါတယ်ခင်ဗျာကျွန်တော်စာရေးဆရာဆရာမင်းရှင်ဤမိဘူးခွဲ့တက်လေရဆိုတဲ့ဝိတ္တစာအုပ်ကိုအပိုင်း6နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နေအတူအဆုံးထိလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါအောင်ခင်ဗျာ နောက်တနေ့မနက်သိန်းအောင်အေယာမနိုးသောချိန်တွင်ဇေနာယီထိုးနေလေပြီအေယာမထရန်ကောင်းထူမြေအပြုသိန်းအောင်သိန်းအောင်မထနဲ့အိတ်နေဦးမင်းဖြားနေတယ်ဟိုသောမြာအေးအတန်ကိုကြားလိုက်ရသောကြောင့်ကို့နှဖူးကိုအမတ်တမက်လဝါဖြင့်စမ်းကြည့်လိုက်မိရာကိုရှိန်အတော်ကလေးပုန်နေချောင်းကိုသိရလေကောင်းတစ်ခုလုံးမှလည်းမူးနောက်ရွေဝေလျက်ရှိပြီလျင်တကူလုံးကြိုက်ခဲနာကျင်နေရာမျက်လုံးများကိုဇုံမိတ်ထားလိုက်ရလေ၏ စိတ်ထ၌ကအဖြစ်ပြန်များကိုစိတ်ထဲမှဖြောက်ဖျက်၍မရသေးမီတွင်ယမန်နေ့မနက်ကအဖြစ်ပြန်များကိုတဖန်စဉ်းစားမိပြန်တော့သည်နင်းတို့အိမ်တို့အထင်ကြီးနှင့်သွားကြရမှမခင်ဆွေမရှိတော့ဟူသောအကြောင်းကိုကြားလိုက်ရပုံမှာဘိုင်းစကုတ်ဝိတုအစရှိသောစေကုရင်ဇက်များတွင် ကြည်ရသူဖတ်ရသူများဤစိတ်ကိုမခံကြည့်မခံသာစံတန်ငန်ငန့်ဖြစ်သွားစေအောင်ဓမင်တက်တက်ဖန်တီးထားတဲ့ကဲ့သို့ဖြစ်နေလေတော့ဤ အကယ်၍သာနှင်းနှင့်မတွေ့မီဤအကြောင်းကိုဂျိုတင်သိရှိရပါကခြာကနေလက်ပြန်ခဲ့မိမိသာဖြစ်၏နှင်းကတော့သူ့အကြောင်းကိုအနှဲငယ်များမရိပ်မိရှာအထူးသဖြင့်ထိုနေ့တွင်မှသိန်းအောင်အပေါ်တွင်ဘုံမို့၍ဂယုဆိုင်ပုံရလေ၏ဆက်ဆံပုံ အပြုအမူတို့မှလည်းယခင်တွေ့ဘူးစဉ်အခါများကားကဲ့သို့ကလေးကလာမဆန်တော်ပဲတိတိတာတာအပြိုကြီးကြိုက်ဖန်းလျက်ရှိကြောင်းကိုတွေ့ရလေ။နောက်ဇန်တရားဒီစဉ်ဓပုံစာအုံများကိုထုတ်ပြစဉ်အခါများ၌လည်းသူထံမ မွေကြိုင်တင်းထုံသောကိုရဏများကိုဓမင်တက်တက်အရှူခိုင်းပြီးတဲ့သို့ကိုခြင်းပူမတက်ထိမတက်နီနီကက်ကက်ထိုင်တိုင်ကြောင်းကိုအကဲခတ်မိလေသည်ဒိန်အောင်ဤစိတ်ထက်တွင်ဒီကောင်မလေးငါ့ဘုံမှာမယုံမသားများဖြစ်နေရောသလားဟုစဉ်းစားမိရင်ကစိတ်ချောက်ချားသွားမိသေး၏ဒိန်အောင်ထိုကဲ့သို့ရောက်တရရတွေး၍ငြိမ်သက်စွာမိန်နေခိုက်ညာအေးကကဲကဲစူစေးတော့လိုက်စမ်းကွာရော့ရော့ဟုတောက်စီလေ၏တို့နောက်ညာအေးသည် မိမိကိုဆောင်ချုံပေးပြီးနောက်ဇာမူပဲဖြေဆိုရန်ထွက်၍သွားလေတော့သည်ဖေဖေခမဤစာမှာဖေဖေဘော်တွင်မလိန်စဘူးလိန်လိုက်မိသည့်အတွက်အပြစ်မယူဘဲခွန်းလွတ်ပါရန်လက်အုပ်ချီကြော့လိုက်သောဒေါန်ပန်စာ ဖြစ်ပါသည်ကျွန်တော်ရန်ကုန်တက္ကသိုလ်တွင်ပညာဆက်လက်သင်ကြားလိုခြင်းမှာအမှန်အပြည့်ပညာရေးကြောင့်မဟုတ်ပါ အခြားကျွန်တော်၏ကိုယ်ရေးကိစ္စတစ်ခုအတွက်ဖြစ်ပါသည်ယခုတော့ကျွန်တော်အပြည့်ကျွန်တော်ကောင်းစွာနောင်တရပါပြီ မြန်မာပြည်တွင်ကြာရှည်နေလိုစိတ်လည်းမရှိတော့ပါဖေဖေပို့သည့်စီတို့မဆိုင်မတွအချက်ချင်းသွားလိုပါသည်ကျွန်တော်မကြမီပင်ပြည်တို့အမြန်ဆုံးပြန်ခဲ့ပါတော့မည်ဖေဖေခမညာသားချစ်သိန်းအောင်သိန်းအောင်ဒီစာကိုရေး၍အဆုံးသတ်လိုက်ပြီသည်နှင့်တပြိုင်နက်တစ်ခေါက်ပြန်ဖတ်ပြီးလျင်တတတ်ရရခေါက်ကားဇပွဲပေါ်တွင်မြင်ဘူးကလေးနှင့်ဖိထားလိုက်၏ကျောင်းဆောင်တစ်ခုလုံးမှာကျောင်းသားတိုင်းလိုလိုပင်ဇာမီဝဲသွားဖြေနေကြဖြစ်သည်ဖြင့်တိတ်ဆိတ်ငြိမ်သက်လျက်ရှိလေသည် ညာအိမ်မှာလည်းဇာမှုပဲသွားဖြစ်နေလျာအခန်းထဲတွင်သိန်းအောင်တယောက်ထဲကြံခဲ့လေသိန်းအောင်မှာတနေ့ကင်းလုံးလိုလိုပင်တယောက်ထဲကိုဘဝကိုတွေး၍စိတ်နာမိရင်းကမခင်ဆွေအားရှောင်ထွက်သွားရန်စိတ်ပိုင်းဖြတ်မိကဖခင်ကြီးထံအထက်ဖော်ပြပါစာကို ရေးမိခြင်းဖြစ်လေထိုခိုက်မှာပင်ကျောင်းဆောင်စင်းညံပေါ်မှဖဏတံများကိုကြားလိုက်ရသောကြောင့်ညာအိမ်တို့ဇာမှုပဲဖြစ်နိုင်မဖြစ်နိုင်စီမေးမြေဟုအစင်သင့်စောင့်နေမိလေတို့ရတွင် သိအောင်တွေ့လဲရသူများမှာမြာအေးတို့မဟုတ်ပဲနှင်းနှင်းသူ့အိမ်ကအိမ်ပေါ်မိမကြီးတို့ဖြစ်နေလေသည်ဟင်နှင်းတို့ပါလားနှင်းမှလည်းအိယာပေါ်ဆောင်ချုံ၍လဲ့နေသောသိအောင်ကိုမြင်လိုက်ရသောကြောင့်မျက်လုံးကလေးများပြူသွားရာကအိုးကိုသိအောင်နေမကောင်းလို့လားဒီကနေ့ဆောင်မွေးဝဲတော့မဖြစ်နိုင်ဘူးထင်တယ်ဟုတ်တယ်နင်းကိုသိအောင်မနေ့ကလေးကဖြားနေတာကနေ့ဆောင်မွေးဝဲမဖြစ်ဖြစ်တော့ဘူးနှင်းတို့ကဘာကိစ္စနဲ့ပေါက်လာကြတာလဲလာလေဝန်ထမ်းကြပါဦး တိုင်အောင်မှာအယက်နာကြလျက်ရှိသည်ကိုနင်းတို့မယိတ်မိစေရန်ဣန္ဒြေဆောင်၍အိယာဘောလက်နေရာကထထိုင်လိုက်ရင်ဧသည်များကိုဂလထိုင်များစီတို့ညွန်ပြနေလေ။ဦးနင်းတို့တွေဒုက္ခရှာမနေပါနဲ့လှိတာလှိနေပါ။မထမနိုင်ကိုသိန်းအောင်နင်းတို့ကိစ္စတူမရှိပါဘူး။ကိုသိန်းအောင်ဘုမမဆွေစီကစာတဆောင်ရောက်လာလို့လာပို့တာပါ။ယော့ယော့တိုင်အောင်မှာနင်းလက်ကမ်းပေးနေသည့်ဇာအိတ်ကလေးကိုအံအားသင့်စွာလှမ်းယူလိုက်မိရင်ဝန်တာရမလို့လို့ အာတယမလလဖြစ်ကအမှုရာများပင်ပြက်မတတ်ဖြစ်သွားမိလေသည်ကျေးဇူးတင်ပါတယ်နှင်းရယ်ဒီစာကလေးတစ်စောင်တည်းတက်တက်ဒုက္ခရှာပြီးလာဖို့ရသလားအိုးကိစ္စမရှိပါဘူးနှင်းလေကိုသိန်းအောင်စီအလေလာရင်ဝင်ပြတာပါကိုသိန်းအောင်အခန်းမနေ့လိုက်ရှာရတယ်ဒီလိုတကူတကလာပြတာကျေးဇူးတင်ပါတယ်နှင်းရယ်ကဲနှင်းတို့ပြန်လိုက်ဦးမယ်နော်ကိုသိအောင်လေနေကောင်းရင်အင်ကိုအလင်လာခဲ့ပါဦးလေကဲလာမကြည့်လာတော့ကြစို့ ဟုနင်းသည်သိမ့်အောင်ထံသို့လေပြန်တစ်ချက်ကြည့်၍နှုတ်ဆက်လိုက်ရင်အိမ်ပေါ်မိမကြီးနှင့်အတူထွက်သွားကြလေ။သိမ့်အောင်ကသူတို့အခန်းထဲမှထွက်သွားလျင် ထွက်သွားခြင်းပင်လက်ထက်မှစာရီကလေးကိုဝမ်းသာအားရဖောက်ဖက်လိုက်မိသည်။မောင်လေးမောင်လေးရဲ့လိစာကိုအမကြီးမသိလို့နှင်းနှုတ်စီကတဆင့်ဒီစာကိုပို့လိုက်ပါရယ်။မောင်လေးတော့အမကြီးကိုစိတ်ဆိုးနေမှာပဲ။အမှန်တော့စိတ်ဆိုးစရာပဲပေါ့။အမကြီးရုတ်တရက်ထွက်သွားတာဟာမောင်လေးကိုဂရုမစိုက်ရာကြာနေတယ်။ ဒါပေမဲ့ဒီလိုမလုပ်လို့မဖြစ်ဘူးမောင်လေးရေမောင်လေးသာအမကြီးနေရာကဝင်ပြီးကြည့်ရင်ဒီလိုလုပ်မိတာဟာမမှားဘူးဆိုတာတွေးမိလိမ့်မယ်အမကြီးမယ်အကြောင်းရှိတယ်မောင်လေးအခုအချိန်မယ်စိတ်ဒုက္ခရောက်နေတယ်လို့အမကြီးကိုယ်တိုင်လည်းစိတ်ဒုက္ခရောက်နေတယ်ဆိုတာမှတ်ပါမောင်လေးရဲ့စာကိုဖတ်ရလို့မောင်လေးရဲ့ချစ်ကိုလည်းယုံကြည်ပါတယ်မောင်လေးပုံမှာစိတ်လည်းမဆိုးပါဘူးအထင်လည်းမသေးပါဘူးအယူလို့လည်းမအောင်မိပါဘူးရင်လည်းမရပါဘူးကလောပြီးလည်းမဆက်ရပါဘူး ချစ်ပါချစ်နိုင်ပါတယ်လူတယောက်ကအကိုကိုချစ်နေတဲ့ဟာကိုအမကြီးကဘာစိတ်ဆိုးစရာရှိတယ်လဲမောင်လေးတခုပဲတီထားစီရင်လေအမကြီးကတော့မောင်လေးကိုမောင်လေးတယောက်နဲ့အဖြစ်နဲ့ပဲချစ်သွားနိုင်မယ့်အကြောင်းပါပဲနောက်ပြီးတခုနားလည်ထားစီရင်လေဒီလောကကြီးမှာချစ်တိုင်းလဲညချင်မှညတတ်ကြတယ်ညတိုင်းလဲချစ်ချင်မှချစ်တတ်ကြတယ်အချစ်ဆိုတာဟာလဲအင်မတန်ညစ်ပတ်ကလင်းကြတယ်ဒါကြောင့်မောင်လေးဒီဘာမဟုတ်တဲ့အချစ်ကိစ္စအတွက်နေတော့ကိုကိုကိုစိတ်ဒုက္ခမရောက်ပါစေနဲ့ ။အမကြီးရဲ့စေတနာကိုလည်းမောင်လေးနားလည်ပါစီနော်။အမကြီးတော့ဒီလောက်ပဲရည်တတ်တော့တယ်။မောင်လေးသာနားလည်စွာနဲ့ကို့အမကြီးအရင်တရားအဖြစ်ဆက်ပြီးပေါင်းတင်ဆက်ဆံသွားနိုင်မယ်ဆိုရင်လည်းအတိုင်းမသိဝမ်းသာရမှာပဲ။ကြောင်းဖွင့်တဲ့အခါကျရင်တွေ့ကြသေးတာပေါ့နော်။မောင်လေးပညာရေးကိုတော့ကျိုးစားပါ။အညွတ်တလူလူတက်ခါစားမောင်လေးတို့ရဲ့ဤချင်းတွေကိုဘာမဟုတ်တဲ့ကိစ္စကလေးတွေဖြစ်လို့ဖြစ်စီမလွတ်ချင်ကြပါနဲ့။ကဲတော်သေးပြီ။မောင်လေးကျန်းကျန်းမာမာရှိပါစေအမကြီး သိအောင်မစာကိုအဆုံးတိုင်အောင်ဖတ်လိုက်မိတော့လဲအတိတ်ဘက်ကိုနားမလည်နိုင်အောင်ရှိတော်ဤဘာတခုမျှတိတိကျကျအဖြေရှာမရသဖြင့်စာကိုနောက်ထပ်အပြန်ပြန်အလန်လန်ဖတ်ကြည့်နေမိပြန်သည်တို့ရတွင်မထူးကြသူလိုချင်သော ဖြေကိုကမတွေ့ရလိုရင်းချက်ကိုတိတိကျကျမရေပဲမလိမ့်တစ်ပတ်လှက်ပတ်၍ရေးထားသည့်စာမျှသာဖြစ်လေသည်ဟေးပြဆန်းกว่าဘာစာများလဲမိမကြီးစီကမဲလားတကယ်စိုက်နေတာပဲရုတ်တရက်မြာအေးအီအတန်ကိုကြားလိုက်ရတော့မှပင် ်ဒိန်အောင်မှာအိမ်မက်မက်နေရမှလန်လို့တကယ်တို့ဖြစ်သွားလေထို့နောက်သူအတိတ်ပဲကောက်မရနိုင်သောစာကလေးကိုမြအေးလက်ထဲသို့ရှော့ရှော့ရှူရှူထိုးအပ်လိုက်ရင်ဤကွာသူစီကစားပါပဲမင်းမဖက်ကြည့်ပြီးငါ့ကိုရှင်းပြစမ်းပါတော့ငါတော့သူ့ဘာကိုဆိုလိုချင်တာလဲမတွေ့တတ်တော့ဘူးဟုတ်စစ်ကိုတောင်းလိုက်မိလေမြအေးလဲအင်ကြီးအဝေစားမလဲနိုင်သေးပဲခကြီးရောက်မဆိုင်ပင်စာကလေးကိုဖက်ကြည့်နေတော့သည်ထို့နောက်ဖိုင်ရင်ဖိုင်ရင်မျက်နှာပြုံးရွှင်ကြည်လင်လာရာက ဇဝဲကုံဘောလက်ဖြင့်တအားပုတ်လိုက်ရင်ဟေ့ကောင်သကကြောရှိကြီး အများကြီးရှင်းပြနေစရာမလိုပါဘူးကွာမင်းတဲ့အသက်ကြီးတဲ့လူပီပီအမကြီးမင်းကိုချစ်ပါတယ်ဆိုပြီးလဲသူဒေတော့မပြောကျင်ဘူးဟန်ဆောင်ပြီးမချစ်နိုင်ဘူးလို့လဲသူရရဆက်ဆက်မငင်းရဘူးဒီတော့မင်းဆက်ပြီးသားကြိုးစားပါချစ်တယ်မချစ်ဘူးဆိုတာကိုတော့တဖြည်းဖြည်းမှဆုံးဖြတ်ပေးပါမယ်ဆိုတဲ့အတိတ်ဘက်ကိုမလိမ့်တဲ့ဘက်လှက်ပတ်ပြီးရေးထားတာပဲကွာမင်းဘာမှစိတ်မပြတ်နဲ့ ကျောင်းပြန်ဖွင့်ရင်ဆက်ကြံစီပေတော့ကွာဟုတ်အားပေးစကားပြောနေလေထွက်ခိုက်မှာပင်ညအေးမှာစပွဲကုံပေါ်တွင်မင်းအိုကလေးနှင့်ဖီထားသောစာရွက်ခေါက်ကလေးတခုကိုကောက်ယူဖတ်ကြည့်လိုက်ရာကမျက်လုံးမျက်စံပြူးပြူးနှင့်ဟေ့သိအောင်မင်းဘာယူထပြန်ရတာလဲကွာမင်းဟာကယောက်ျားတယောက်မဟုတ်တဲ့တိုင်းပဲစိတ်ပျက်စရာနင်းနေကလေးတွေးလိုက်ရရင်ချက်ချင်းပဲစိတ်လျှော့ပြတော့တာကိုငါလခွေးဒီလိုသာစစ်မရောက်ခင်ကမြောက်ကုန်နေလို့ရှိရင်မိမပဲမကြိုက်ပါနဲ့တော့ကွာ ခုပြောပြောဆိုဆိုလက်ထမစာကလေးကိုအစိမ့်စိမ့်အမွားမွားဆုပ်ဖြဲလွတ်ပစ်လိုက်လေသည်မိုးကလေးတဖွဲဖွဲရွာနေလေသည်ကြောင်စတင် ဖွင့်လေသောနေ့ဖြစ်သည်ဖြင့်ကြောင်ရံများအတွင်ရင်းကြီးတွေ့ဝေလျက်ရှိခဲ့သောတက္ကသိုလ်ကြောင်ဝင်ကြီးတစ်ခုလုံးမှာအသက်ပြန်ဝင်လာတဲ့ကဲ့သို့လှုပ်လှုပ်ရှားရှားဖြစ်လာတော့သည် အထူးသဖြင့်တက္ကသိုလ်ခြေဆိုင်ရာဖြစ်သော BOC အဆောက်အဦတဝိုက်မှာမကုန်းချင်းရှောင်ဖယ်၍သွားရမတတ်ရှုပ်ရှက်ခက်မြစီကားလျက်ရှိလေသည်ကော်ရီဒါကစဉ္ကြံများတွင် ဟိုတစုဒီတစုဝိုင်းဖွဲ့စကားပြောနေသည့်ကျောင်းသူကျောင်းသားများကိုတွေ့ရလေ၏တကြောင်လုံးကတိလွန်သောမျက်နှာတိလွန်သောအဝတ်စားများဖြင့်သာယာဆိုပြေလျက်ရှိတော်သည်သိအောင်၏တို့ဒီခန့်ကြရဲဟေးခုမြာအေးကသတိပေးလိုက်တော့မှသိအောင်သည်မြာအေးခေါ်ဆောင်ရာဒဲကြီးတစ်ခုစီတို့ပါသွားလေသည်အဆိုပါဒဏီမိုးကျူထရန်ကဝါဒဲကြီးတို့မှအင်္ဂလိပ်စစ်တပ်များသိမ့်ပိုင်ထားသောတက္ကသိုလ်ကျောင်းအဆောက်အဦများကိုပြန်လည်မရရှိမီကာလတွင် ရာယီအသုံးပြုရန်အတွက်ဆောက်လုပ်ထားခြင်းဖြစ်တော်လဲအစာအုပ်ဟောင်းပြန်လဲရရှိရေးလုပ်ငန်းမှာအောင်အောင်မြင်မြင် ထိထိရောက်ရောက်ဟု၍မရှိခဲ့သောကြောင့်ခေတ်သစ်တက္ကသိုလ်ကျောင်းသားတို့မှထိုဝါရကြီးများနှင့်ပင်စကန့်သွားခဲ့ကြရာချင်းဖြစ်ယခုအခါ၌ဒဏီမိုးများပင်ကွက်တိကွက်ကျဲဖြစ်လျက်ယူထရန်ဆွဲတကားချုပ်မှလဲဒွဲလောင်ပြုတ်ကျလျက်ရှိလိမ့်မည်ကျောင်းသားများမှလဲကျောင်းနှင့်ရက်ရှိကွဲနေခဲ့ကြရသဖြင့်မိမိတို့အခက်နံပါတ်များကိုပင်မိတ်တလူလူဖြစ်နေကြ၏ တပိတ်မောက်ရများနှင့်ကျောင်းပိရများမှာတဆက်တက်ဖြစ်သွားကြရာအတန်းများကိုယမန်နှစ်ကအတိုင်းမဟုတ်တော့ပဲအစ်စ်ပြန်လဲစီစဉ်ခွဲချမ်းပေးထားသောကြောင့်ကိုအမတ်စင်နံပါတ်အရဆိုင်ရာဆိုင်ရာခန်းများကိုရှာဖွေ၍ဝင်ကြရခြင်းဖြစ်၏ထို့ပြင်ကျောင်းသားတွေအဖို့စာမေးပွဲများကိုမကြသေးမီကမှဖြေဆိုကြရခြင်းကြောင့်ကျောင်းသားပြန်လဲဖွင့်လိုက်တော့လဲအောင်ဒီမောင်ဒီကိုယခုထက်တိုင်းမသိကြရသေးပဲရှိလေသည်တို့ရတွင်ဥပဇာအောက်တန်းသားများကိုယမန်နှစ်က ဇာတင်ချင်းနေလာဒီကိုထောက်ထားညာတာ၍၎င်းတပိတ်ကိစ္စများကိုအကြောင်းပြု၍၎င်းတညာစွာဖြင့်အတန်တင်ပေးလိမ့်မည်ဟုသောသတင်းကိုကြားထားပြီးဖြစ်သောကြောင့်ကျောင်းသားတိုင်းလူလူပင်စိတ်အေးလျက်ရှိကြလေသည်ဟေးကိုသိန်းအောင်တို့ဒီကိုလာကြပြုသိန်းအောင်နှင့်မြားအေးတို့လည်းတရားမိဇာတင်ကန်းတဲ့သို့ဝင်ကြကြစဉ်ကိုတင်မောင်ကလှမ်း၍ခေါ်လိုက်သောကြောင့်သူတို့လူတိုက်နဗိနာတွင်သွား၍ထိုင်လိုက်ကြလေ၏မြားအေးကခုံများကိုတခုံပြီးတခုံပြောင်းရွှေ့ထိုင်ကား ်နှစ်သိမော်ကွန်းထိုးထားသည့်တက္ကသိုလ်ခုံစာသင်များကိုအော်ကျဲအော်ကျဲနှင့်ဖတ်ရှုလျက်ရှိလေသည်ဟေ့မြားကြီးရှီလန်းကမိန်းကလေးတွေကြားတော့ပါမယ်ကွာရင်ကျေးသောစကားအသုံးလုံးတို့ဖြင့်ရေးသားထားသည့်များကိုဖတ်စဉ်ကငြိမ်၍နားထောင်နေခဲ့မိတော်လဲတက္ကသိုလ်ကျောင်းတော်ကြီးသားများရေးသားသည့်စာဟုပင်ယုံကြည်နိုင်ွယ်မရှိလောက်အောင်ညဉ့်ညံ့ဆိုးဝါးသည့်စာပိုင်များကိုကြားလိုက်ရသောအခါတွင်မူကားသိအောင်ကမြာအေးအားလှမ်း၍သတိပေးလိုက်ရခြင်းဖြစ်၏မြာအေးလည်း ကိုနေရာကိုပြန်၍ထိုင်လိုက်သည်ဤသို့သောအစင်မပြေမှုများကစစ်ပြေးတက်ကတော်ဝဲအမြောက်များပေါပေါက်လျက်ရှိလေ၏သူတကာထက်ထူးကျင်သည့်ခေတ်စ်ကောလိပ်ကျောင်းသားလူတစုတို့သည်ဇာတင်နန်းထဲ၌ဆရာကပို့ချလျက်ရှိစဉ်မှာပင်"ကိုဆရာခိုလို့ဆရာ"စသည်ဖြင့်ရရင်ပြစွာအော်ဟစ်တတ်ကြသဖြင့်ငခုံးမတကောင်ကြောင့်တလေလုံးပုတ်သည့်အဖြစ်မျိုးတို့ဆက်ရောက်ရကယခုခေတ်ကောလိပ်ကျောင်းသားတိုင်းလူဘော့လူပြမြပမာအထင်သေးအမြင်သေးခံကြရလေ၏ တို့ရာတွင်အဆိုပါလူနည်းစုအချို့ဤပြုမှုချက်တို့ကိုမနှိမ့်ညွတ်မလိုလားသူចောင်းသားပေါင်းတို့ကဝိုင်းဝန်းတားမြစ်သတိပေးခဲ့ကြသဖြင့်ယခုအခါ၌ကထိုတော်သောမလိုအပ်မှုများတစတစခေါင်းပါသွားခဲ့ပြီပြီမကြမီပင်ကြောင်းတဲ့ခေါင်းလောင်ထိုးလိုက်သဖြင့်စကားပြောတန်၊ဇူညာတန်များအ내ငယ်ငိန်တဲ့သွားတော့ကအတန်းပြင်ပတ်၌ရက်ရွေစကားပြောနေသူများလည်းအသည်သည်ကိုနေရာကိုဝန်ထိုင်လိုက်ကြရလေ၏ထိုကနမှာပင်အခန်းနောက်ဘက်တံခါးပေါက်စီမှ ဖဏတန်တခုကြားလိုက်ရပြီလျင်ကျောင်းသားချို့လေပြန်လှည့်ကြည့်လိုက်မိကြသည်ဟေးဂျူဒာတည်လေးပါလားဟေးတိမ်အောင်မှာဂျူဒာအသည့်ဆိုသူအားလေပြန်လှည့်ကြည့်လိုက်မိရာကမဇက်မဟိုက်ခနဲ့ထွက်မသွားမိစေရန်မနဲ့သတိထားလိုက်ရည်ဂျူဒာအသည့်ဆိုသူမှာခုံနှစ်တန်းအလယ်မှကြော့ကြော့မော့မော့ဖြတ်လျက်အခန်းထိပ်ရှိကြောက်တင်ဘုံရှိသပွဲစီတို့လျှောက်သွားလေသည်၎င်းမှာခိဆန်တနာစွာဝစ်စာဆင်ရင်ထသော်လည်း ပင်ကောက်ခြင်းမောက်ခြင်းမရှိလက်သက်ဆိုးခြင်းဗာနီဆိုးခြင်းနှုတ်ခမ်းဆိုးခြင်းလည်းမရှိမြမပီပီတတရိုးရိုးကလေးပင်ပြုပြင်ထားသဖြင့်တမျိုးကြည်ကောင်းနေလေသည်အရက်ငါပေသုံးလက်မမြသာရှိတော်လဲကိုလုံးကိုရဲတိတိတော်တော်ဖြစ်သောကြောင့်အရက်အတော်ကလေးမြင့်သည်ဟုထင်ရလေတကိုယ်လုံးခြုံကြည့်လိုက်မည်ဆိုလင်ကဂျူတာသည်ဆိုသူမှာမိမချောတယောက်ပင်ဖြစ်လေသည်ဟေ့မြားကြီးအဲ့အဲ့ဒါပဲအဲ့ဒါပဲ နောက်ဆုံး၌သိန်းအောင်မှအံအားသင့်မှုကိုတရားထက်ကြည့်၍မထနိုင်သောသဖြင့်ညာအေးကိုလက်ကုပ်၍ပြောလိုက်မိလေ။ညာအေးမှသိန်းအောင်ဘာဆိုလိုသည် ကိုမသိဟန်ဖြင့်အေးလေအဲ့ဒါဘာဖြစ်တယ်လဲ။တို့ကြူတာမဟုတ်လား။ဟုတ်ပါတယ်။ငါအမကြီးမက်ခင်ဆွေဆိုတာလည်းသူပဲကွာ။ဩမင်းအဖြစ်ကလည်းကို့ကြူတာကိုပြန်ကြိုက်ရမယ်ဘဝရောက်နေပြန်ပြီကိုတို့ကကြမှာညာအေးမှသဘောပေါက်သွားကခေါင်းတဆတ်ဆတ်ညင်ညင်ပြောလိုက်လေ။ သိအောင်မာကယင်ထဲတွင်တလက်လက်ဖြစ်လျက်ရှိကဝန်တာရတော့မလွန်လွန်ဝန်နေရတော့မလွန်လွန်ရှက်ရှက်နှင့်ထပြေးရတော့မလွန်လွန်ဖြစ်နေတော့သည်တို့ရတွင်ဆရာမကတန်းလုံးကိုမျက်စိကစားလိုက်စဉ်သူ့ကိုမြင်လင်မြင်ချင်းမျက်လုံးကလေးများကြည်လင်တောက်ပါသွားသည်ကိုတွေ့လိုက်ရသောကြောင့်ပြုံ၍နှုတ်ဆက်လိုက်မိရင်အတော်တန်စိတ်အေးသက်သာရရသွားမိလေဆရာမလည်းဗနာမစကားပလင်ခံလိုက်ပြီလျင်ဇာကိုစတင်တင်ကြလေတော့ရာ စိတ်မပရပါနှင့်ပင်နားထောင်မှတ်သားနေရတော့၏စေထနိုင်မဝိဇာရန်နှင့်ဥပဇာရန်ကွာခြားနေကြရမှယခုတဖန်ဂျူတာနှင့်တပြည့်အစင်တန်းကွာလန်းနေပြန်တော်သည့်မိမိအချင်းရေးဆန့်ကျဲလဘုံကိုစဉ်းစားမိရင်ယင်ထဲ၌ဓမျိုးကြီးဖြစ်သွားမိလေသည် မခင်ဆွေသူကိုရှောင်ပြေးစဉ်ကလေးကပင် မျောလင့်ကျက်လျှော့ကားအိမ်ပြန်ရန်ဆုံးဖြတ်ခဲ့ပြီးမှ မခင်ဆွေထံမှစာရောက်အလာတွင်ညာအေးကဆက်လက်ကြံစီလျက်မဖြစ်နိုင်စေရာအကြောင်းမရှိသော မြော်လင့်စရာအများကြီးရှိသေးကြောင်းအကြိမ်ကြိမ်အဖန်ဖန်အပေးခဲ့သောကြောင့်ယခုလိုကြောင်းဆက်တက်နေမိခြင်းဖြစ်လေ။ယခုမှမြာအေးအေးအပေးအမြောက်မှုများကြောင့်အနေငယ်အတက်ခဲ့သည်နှင့်အမြမခင်ဆွေအားမိမိအတန်းကျူတာအဖြစ်ရင်ဆိုင်လိုက်ရပြန်သောခန္ဓာကဟူမဖြစ်နိုင်ပါဘူး။ကျူတာနဲ့ကြောင်းသားဆိုတော့ပိုပြီးမဖြစ်နိုင်ပါဘူး။လိန်အောင်စိတ်ထဲ၌ရေ၍ညင်ညွေလိုက်မိစဉ်မိုးသည်မြုံကနေတဲတဲမဲမဲရွာချလိုက်တော့ရာ ဆရာမဤအတန်ကလေးကိုပင်မိုးတန်လေတန်များကဖုံလွှမ်းသွားလေတော့၏ဆရာမခမအတန်သားများကြားသို့တူခဲ့၍အတန်ကိုကျေနန္ဒမြကျေအောင်အော်ကြည့်ရှာသေး၏သို့သောပြင်းထန်သောမိုးတန်လေတန်များကြားတရံလုံးကြားလောက်အောင်မအော်နိုင်ရှာတော့ပြီယာမီပင်တဏီမိုးကွက်တိကွက်ကျဲအပေါင်များအကြမှမိုးရေတွေယိုစီး၍ကြလာပြည့်လျင်ကျောင်းသားကျောင်းသူများအပေါ်သို့လာရောက်နှုတ်ဆက်ကြတော့၏ အချို့နေရာရွှေ့ရွှေ့ထိုင်ကြရပြီးအချို့မှာဘာလာသောမုဂံများကိုခြုံလိုက်ကြရသည်အင်ဂျီပါဝစ်စင်ထားသည့်မင်္ဂလေးချော့ဤကိုဘော်တို့မိုးရေများကြရာတွင်အင်ဂျီနှင့်အသားရေဆူ၍ကက်ကာအသားတော်ဝါဝနုနုကလေးတို့အားအလှပြတကယ်သို့ဖြစ်နေတော့၏ဆရာမကချူကြတော်မူလာသောဓဏိတဲကြီးကိုမော်ကြည့်လိုက်ခေဆုခေကြနဲ့ကြုံကြရရှာသောစစ်ပြည့်တက်ကတော်ចောင်းသူចောင်းသားများကိုလှမ်းကြည့်လိုက်နှင့်စိတ်မကောင်းဖြစ်မိဟန်တူလေသည် ဒီမိုးတံလေးတံတွေနဲ့တော့စာဆက်တင်လို့ရမှာမဟုတ်တော့ပါဘူးကျောင်းစင်ကြီးလည်းနှီးပါပြီတစိုက်ဒီလိုပဲထိုင်ပြီးစောင့်နေကြတာပေါ့နော်ဟုတ်ဆရာမသည်ဒါရသောငွေဆဲလဲအတန်ကလေးဖြင့်တောင်းပန်လိုက်လေထိုကဲ့သို့စာမတင်တော့ပဲငိန်သက်စွာထိုင်နေကြစဉ်ဆရာမသည်တိန်အောင်ထမ်းမကြခဏလှမ်း၍ကြည့်တယ်လေယာတိန်အောင်နဲ့မျက်စိချင်းစုံမိကြလေသည်ဆရာမကပြုံးပြရာတိန်အောင်ကလည်းပြုံးပြလိုက်မိသည် ရာမအီရဲ့ပြုံးမှာအမကြီးဖြစ်သူကမောင်လေးတယောက်အားပြုံးပြသည့်စင်ကြဲသောပြုံးနီမျိုးဖြစ်တော်လဲတိန်အောင်ဤအပြုံးမှာကမချီပြုံးပြုံးခြင်းမြတာဖြစ်လေသည်တို့ခိုက်ကြောင်းစင်ခေါလောင်ထိုးလိုက်လေကြောင်းသားကြောင့်သူများသည် မုကခြုံသူကခြုံထီဆောင်သူကဆောင်ကိုလူပြည့်သူကပြည့်နှင့် BOC အဆောက်ဦးပဲစီတို့မိုးရေတွေအောက်မှဖြတ်ကူးကြရရှာသည်အခန်းထဲ၌ကဆရာမနှင့်တိန်အောင်တို့နှစ်ဦးတည်းသာကြံနေကြလေဆရာမမှာ နန္နခင်းကနေသားသဖြင့်ထီမယူခဲ့မီသောကြောင့်မူရဲဖြတ်ကိုရန်အခက်တွေကရက်နေမိခြင်းဖြစ်လေသည်။တိန်အောင်ကဆီယမကိုဆောင်းရင်ဓမင်တက်တက်ခြံနေခဲ့ခြင်းဖြစ်၏။အမကြီးထီဘာမလာဘူးထင်လေ။ဟုတ်တိန်အောင်က အနာကတ်သွား၍စကားဆရရာဆီယမမှလည်းဝန်တာအာရဖြစ်သွားပုံရလေသည်။အော်ဟုတ်တယ်မောင်လေးမနေ့ကနေသားနေဆိုပြီးထီမယူခဲ့မိဘူး။အမကြီးတော့ဆရာကြီးတွေကကြောက်မှကျူတာတွေနေနေလို့ဝင်ကူပါဆိုတာနဲ့ ကျောင်းကတဖက်ဆီအမအလုတ်ကတဖက်လုံနေရပြီမောင်လေးအမကြီးအတန်းမှာကြလို့ဝန်တာလိုက်တာနားမလည်တာတွေများရှိရင်ဘယ်တော့မှမဆိုလာမေးပေါ့နော်ဘာမှအမနာနဲ့မောင်လေးအားရင်လေအမကြီးစီအလဲပတ်လာလေပေါ့အင်းရဟောမှာပဲနေပါတယ်ကျွန်တော်လည်းအမကြီးကိုတွေ့လိုက်ရတော့ဘယ်လိုဝန်တာမှမသိဘူးကျွန်တော်အခုလိုပြန်တွေ့လိုက်မယ်လို့တောင်မမျှော်လင့်ခဲ့မိဘူးကြောင်မရတော့ဘူးလို့တောင်စိတ်ကူးမိသေးတယ်။တိန်အောင်ဤစကားများကြောင့်ဆရာမမအနေငယ်မျက်နှာထပြတ်သွားတော့လဲ ဣန္ဒြေပြန်ဆဲထားလိုက်ဟန်တူလေသည်ဆရာမဤညို့ငယ်သွားသောမျက်နှာကလေးကိုကြည့်ရင်းဒိန်အောင်မှာအတုံအနာဖြစ်သွားမိကသူ့လက်မောင်းတွင်ချိန်ထားသောမိုးကအိမ်ကြီးကိုဆရာမတို့ထိုးအပ်ပေးလိုက်ရင်ကဲမကြီးကျွန်တော်မိုးကကိုသာခြုံသွားပါကျွန်တော်ပြေးသွားတော့မယ်ဟုတ်စေရနာမိုးရွာလိုက်ရာဆရာမလည်းပြုံပြုံကလေးမော်ကြည့်လိုက်ရင်ကမုကကိုခြုံပြီးနောက်မိုးရည်ရဲ့အပြည့်ကလေးဖြတ်ကူးသွားလေသည်တိတ်အောင်ကချက်ချင်းမကူသေးပဲမိုးရည်အောက်၌ပေါ်ပါစွာပြေးသွားသည့်မက်ခင်ဆွေအား ရွှင်ရွှင်စားစားကြည့်လိုက်မိရင်တမားကြီးတစ်ချက်ချလိုက်မိလေ။စိတ်ထက်တွင်မမခင်ဆွေဟန်ဆောင်ကောင်းလာပုံယခင်ကအတိုင်းပင်အမှုအရာမပြတ်ဆက်ဆံနိုင်ပုံစသည်တို့ကိုတွေ့မိရင်သူငါ့ဘော်တကယ်ကိုဂယူးမဆိုင်ပါဘူး။သူငါ့ကိုနည်းနည်းပပလောက်ချစ်ရင်အမှုအရာနဲ့ဖြစ်ဖြစ်အရေးအမြဲပြမှာပေါ့။အခုတော့သူ့ကိုရီးစားစားပေးထားတဲ့လူတယောက်လို့တောင်သတိရမှမတူဘူး။သတိဖြင့်စိတ်ပြတ်သွားတော်ဤထို့နောက်သူသည်မခင်ဆွေသွားရာနောက်သို့ခြေလန်းကြဲကြီးများဖြင့်ပြေးလိုက်သွားမိလေသည် ကျေးဇူးတင်ပါတယ်မောင်လေးရေရော့မိုးကအမကြီးကလပ်သွားတက်လိုက်ဦးမယ်နော်မကင်ဆွေသည်မိုးကအင်ကြီးကိုစီး၍အလိုက်ပြည့်လင်းတိမ်အောင်အားနှုတ်ဆက်ကဝိဇာရံများတင်ကြရာအခန်းစီတို့ကြော့ကြော့မော့မော့ရှောက်သွားလေတိမ်အောင်လည်းမကင်ဆွေဤနောက်ကျောပိုင်းကိုအတန်းကြာအောင်ငေးကြည့်နေမိရာကဟေးဖိုးစွင်ကြီးမျက်စိတွေကြွကြပါမယ်ဟုတ်မြအေးကပခုံးပုတ်၍တရိပ်ပေးလိုက်တော့ကြောင့်ရှအန်အန်ကြီးဖြစ်သွားမိတော့သည်ဟေးဟိုမှာတော်တော်ချောတဲ့မင်းကလေးပဲနော် ဟုကိုတန်ထွန်းက SCR.com ကျောင်းသူများစုဝေးရခမ်းမဆောင်နာစီမမိမိတို့ဘက်သို့မကြာခဏလှန်လှန်ကြည့်နေသည့်ကျောင်းသူတယောက်အားချီးကျူးလိုက်လေအဲ့ဒါပေါ့ BA ဖိုင်နယ်ကြီးကမက်ခင်ဝေးဆိုတာကိုလာကြီးကြီးအဆက်ဆိုတာပေါ့ဟုတ်ကောနဝေကပြောပြလိုက်တော့မှကိုတင်မောင်တို့မြာအေရပါစိတ်ဝင်စားစွာလှမ်းကြည့်လိုက်မိကြည်ကြည်ပါလားဗျသူကြည်ရတာတယောက်ယောက်ကိုရှာနေတာနဲ့မတူဘူးလားအဲ့ဒါကိုလာကြီးကြီးကြောင်းလာမလားကြည်နေတာဖြစ်မှာပဲ ို့မြအေးကမှတ်ချက်ချလိုက်သေး၏ခုနေမြာကိုလာကြည့်ကြည့်ရောက်လာရင်ဘယ်တော့ဟန်ကြမလဲဗျာကြည့်ပါဦးသူ့ဒင်ကားပြားကလေးတွေတောင်းကျွန်တော်အိတ်ထဲပါလာသေးတယ်ဒါတွေမြင်ရတိုင်းဒီလူကြီးကိုသတိရသဗျာကိုနန်းဝဲကဒင်ကားကလေးနှစ်ပြားကိုထုတ်ကြည့်ရင်ပြောလိုက်ထိုချိန်တွင် SCR အခန်းဝတွင်ရက်နေသောမခင်ဝေးမှာမရှိတော့ပြီအခန်းထဲပြန်ဝင်သွားဟန်တူလေ၏ထိုခိုက်မှာပင်ကိုသိန်းအောင်ကဟောပြောပြောရင်းဆိုရင်ဟိုကလာနေတာကိုလာကြည့်ကြည့်မဟုတ်လား ဟုဝန္တာအာရပြောက်လိုက်သောကြောင့်အလုံးပင်မိမိတို့စီတို့လျှောက်လာနေသည့်ကိုလကြီးအားဝမ်းမြောက်ဝန္တာစီကြိုလိုက်မိကြလေသည်မြို့ဆရာကြီးဒါအလေတက်တက်လာတာပဲလားကြောင်းလာတက်တာလားဟုကိုနန်းဝေကမေးလိုက်ရာကိုလကြီးကမချီပြုံးပြုံးလိုက်ရင်ကြောက်တရအောင်လာတာပါဗျာကျွန်တော်စိတ်ပြောင်းလိုက်ပါပြီဟုနောင်နာရသောလေတံဖြင့်ဖြေလိုက်ထိုအခိုက်ကိုနန်းဝေကဘာစိတ်ကူရရွေလဲမသိကဲကိုလကြီးခမရအခုလုံနောင်နာရပြီပျော်ပျော်ပါပါပြန်တွေ့ရတာဝမ်းသာတဲ့ဗျာ ဝမ်းသာတဲ့အထိတ်မှတ်နဲ့လောင်ကြီးစားကြီးမြောက်ပန်းလှန်ကြအောင်ဆိုလားခမားနိုင်ရင်ဒီကနေ့ကျွန်တော်ကအားလုံးကိုဘိုင်းစကုတ်ပြမယ်ခမားရှုံးရင်ဟိုတကာကိုလာတော်ကြီးခမားခိုင်းတယ်လို့ ACR ရှေ့ရှောက်ပြရမယ်ဗျာဘယ်နဲ့စိတ်မလားဟုတ်ကောနန်းဝေကပြောလိုက်ရာကိုလာကြီးကလည်းဝါသနာအိုးဘီဘီစိန်လိုက်လေဟုတ်မဆိုင်မတော်လက်ခံလိုက်လေဒီကဲဒါပြင်ကောင်းလားပန်းလားကောင်းဗျာ ကိုလာကြီးကလွတ်ကနေပြောလိုက်ရာတွင်ကိုနန်းဝေသည်သူ့ဘဲဘဲအင်ကြီးအိတ်ထဲမှဒင်္ဂါကလေးကိုထုတ်၍လှဲ့လိုက်ပြည်လျင်လက်ဝါးနှင့်ဖြတ်ကနေအုပ်ချလိုက်၏ကဲ့လှမ်းပြမြ мян လန်းစမ်းဟုကိုလာကြီးကသူနိုင်မြီဟုယုံကြည်စွာဖြင့်ခိုင်းလိုက်၏ကိုနန်းဝေလည်းလက်ဝါးကိုဒင်္ဂါပေါ်မှဖယ်လိုက်သည်ပန်းပြိုပန်းခမည်းရှုံးပြီရှုံးပြီသွားသွားအစီအာရှိတစ်ခေါက်လျှောက်စမ်းကိုလာကြီးလည်းရုတ်တရက်မယုံတင်ကားဖြစ်သွားဟန်နဲ့ကိုနန်းဝေဤလက်ထက်မှတင်ကားကိုငုံကြည့်လိုက်ရာက ဟာသိနောက်တဲ့လူဗျာဒါကျွန်တော်ဒင်ကမဟုတ်လားဗျာကြည့်ပါဦးကိုဟောင်းနဲ့ကိုပြန်မိနေတာကိုဟိုးဘာဖြစ်ဖြစ်လေဗျာလောင်းကြီးစားကြီးဆိုတာညစ်ပတ်နိုင်မှဆိုအဲ့ဒါခင်ဗျလက်သုံးစကားပဲမဟုတ်လားသွားစမ်းဗျာရှောက်ပြစမ်းဟုတ်ကောနန်းဝဲကအကြက်ကန်လိုက်တော့ခါတွင်မှကိုလာချင်းမှာ SCR ဘက်သို့လျှောက်သွားရတော့သည်ထောက်ကကြမှသိအောင်တို့လူစုလဲကိုနန်းဝဲဤအကြံကိုရိပ်မိကြရင်ကိုလာကြီးသွားရဘက်သို့စူးစူးဆိုင်ဆိုင်ကြည့်နေမိကြလိမ့် ကိုသိန်းအောင်ဤစေတဲ့နိုင်ကမခင်ဝေမြင်မမြင်မမလားထွက်မထွက်လာပါမလားဟုကိုလာကြီးအတွက်ကိုချင်းစာနာမီရင်တထင်းထင်းနဲ့စိတ်ပူနေမိလေတို့ရတွင်မကြမီပင်သိန်းအောင်ဤလူအင်စန္ဒပြေဝသွားတော်သည် အချားမဟုတ်ကိုလာကြီးအစီအာဘက်မှပြန်လှည့်၍အလျှောက်တွင် အခန်းထဲမှဥရဖာရထွက်လိုက်လာသောမခင်ဝေကိုတွေ့လိုက်ကြရခြင်းပင်ဖြစ်တည်းကိုသိန်းအောင်မှခဲ၍လာခဲ့လေသမျှသိရကြဖြစ်သွားသောကြောင့် ယင်းထဲတွင်ဟာဒလိုလိုကြီးဖြစ်သွားမိလေသည်စနေနေ့ညနေပိုင်းတွင်အတန်းများအလတ်နေသည်ဖြင့်မက်ခင်ဆွေတန်ထွက်လာခဲ့ရာမှအင်အားကြောင်းဆောင်ဤရောက်ခါနေ့တွင်မော်ရစ်ကာနက်ကလေးကအဝေးမှလှမ်း၍မြင်လိုက်ရသောကြောင့်ပင်သည်ရုတ်တရက်သောကိုထွန်းလာဤမျက်နှာကိုမစီမဆိုင်မြင်ရောင်လာပြီလျင်စိတ်ထဲ၌လည်းသူတို့နေရောဒီလောက်တောင်ပဲယဉ်နိနေကြသလားဒါကြောင့်သူငါ့ကိုမလိမ့်တဲ့ဘက်လှည့်စားပြီးခါခါသေးသေးလက်မခံဘဲနေနေတာများလား အစရှိသောဘုဒ္ဓရှင်အတွေ့ခေါင်းမှုတို့ဖြင့်ပြေရှံ၍နေလေတော့၏တို့ရာတွင်ဟိုသူတို့ဆွေမျိုးသားချင်းတို့ခင်တဲ့မိတ်ဆွေတွေမို့ယဉ်ယဉ်နီနီဆက်ဆံကြတာထင်ပါရဲ့တကယ်လို့သာတယောက်နဲ့တယောက်ဖြစ်နေကြရင်ဒီတော့ကြအောင်ဘယ်ဆိုင်ပါမလဲဟိုကလည်းဝင်တော့ဖြစ်တော့မဲ့ဆဲဆဲဒီကလည်းပညာတတ်ဆရာမအ ਨੇ စုံတော့စိတ်ဆက်ကြောင်းလန်းပြီးဖြစ်မှာပေါ့အခုလည်းနှင်းနဲ့မောင်နှမနှစ်ယောက်အတူတူလာလေကြတာထင်ပါရဲ့ စသည်ဖြင့်စိတ်သက်သာရာရမည်ဘက်မှတွေးကြည့်မိသောအခါ၌လည်းယခင်အတွေ့ခေါင်းမှုတို့မှအလိုလိုပျောက်ပြယ်ကုန်ရပြန်တော့သည်အိမ်အောင်ဤစိတ်ထက်တွင် မခင်ဆွေနှင့်ဘယ်လိုပင်ဝေအောင်ရှောင်ရမည်ဟုအကြိမ်ကြိမ်အဖန်ဖန်ဆုံးဖြတ်ချက်ချခဲ့မိဘူးတော်လဲနောက်ဆုံး၌မူကားအဆုံးအစမမျောမှန်းနိုင်သောလေကန္တာယလွင်ဒီပြင်ကြီးအလဲတွင် မျက်စိလဲလမ်းမလေးရှိသည့်လူတစ်ယောက်သည် လွင်မြောက်ရာလန်ခီကိုရှာမစွမ်းနိုင်တော့သည့်တိုင်အောင်လက်ငင်းအဖျင်းအတဘေးမှအာကိုရာဖြစ်သော တန်တာရစံရီအင်္ဂလိပ်စီမှ ခွာ၍မသွားဝင်တဲ့သို့ပင် မခင်ဆွေနှင့်နီနီကက်ကက်နေရန်ကိုသာတွေးမိလေတော့၏တို့နှင့်မြန်မာများလင်အကျဉ်နာဘောကအကျဉ်နာဘောလွင်းသည့်အခါတွင်မူအချစ်နေကျွင်တဲ့ကျွင်လာစမြဲဖြစ်သည့်ဓမ္မရာတိုင်းသိမ့်အောင်မှာမခင်ဆွေပေါ်တွင်ဆွဲဆွဲမြဲမြဲကြီးချစ်ခဲ့မိတော့သည်ထိုအထက်ကမခင်ဆွေမှာလည်းသူ့အပေါ်တွင်ဖော်၍ခင်မင်စွာပင်ဆက်ဆံလျက်ရှိပြန်ရာချစ်လူလင်ဤမြားကျွင်မှာအသေးကြသောဒဇဇနှင့် နိတိထက်သာနေ၍လာလေတော့သည်သို့တစေမခင်ဆွေဓမ္မရရှိသောစာကလေးမှာသူတို့နှစ်ယောက်ကြားမြင်မာသောဥရိုင်းကြီးတို့ခုမှာယာခု၍ခံနေလေတော့၏ထိုစာကြောင့်ပင်မျောလင်းချက်ကိုလုံးဝလျှော့ကာကြောင်းထွက်ရန်အထိစိတ်ကူးခဲ့မိထိုစာကြောင့်ပင်စိတ်ဒုက္ခအမျိုးမျိုးရောက်ခဲ့ရ၏ထိုစာကြောင့်ပင်မခင်ဆွေအားကြောင်းတက်သည့်အခါတိုင်းတွေ့ဆုံရလျက်နှင့်သစိမ့်ပြင်းပြင်းအင်္ဒြေဆောင်၍နေခဲ့ရ၏ထိုစာကြောင့်ပင်မခင်ဆွေကသူထံအလဲပတ်လာရန်ဖိတ်ခေါ်လျက်နှင့် ကိုယ်စိတ်ကိုအဆိုးမရသောကြောင့်မသွားဘဲနေခဲ့ရ၏ဒီလိုတယောက်ထဲကြည့်၍တစ်ဖက်သက်စိတ်ဒုက္ခခံစားခဲ့ရသောကြောင့်ကျောင်းသားကိုဂရုစိုက်ရန်လည်းတတိမရာကျောင်းကိုလည်းမှန်မှန်မတက်ခြင်းကျောင်းတက်ရသည့်အခါများတွင်လည်းဓမ္မိုင်းမိုင်းတွေတွေတခါတရံတွင်မူကားငါကူကတတ္တိမရှိတိုင်းတွေးကြောက်မိတာပါသူကဘာများတိတိကျကျညင်းသေးလို့လဲညာအေးပြောသလိုချစ်တယ်ဆိုတာကိုလည်းဒဲရူမပြောဝင်မချစ်နိုင်ဘူးလို့လည်းရရဆက်ဆက်မငင်းရတာမို့မလိမ့်တဲ့ပန်းနဲ့လှက်ပတ်ပြီးရေးထားတာပါ ငါကသာရဲရဲဝင်းဝင်းဆက်ပြီးပြောခဲ့ရင်ငါဘောသူဒီလောက်စိုးမယ်မထင်ပါဘူးစသည်ဖြင့်တွေးမိပြန်ရင်ကိုကိုကိုအပြစ်တင်နေမိလေထို့ကြောင့်မကင်ဆွေဤစာကလေးကိုမကြာကဏပြန်လဲဖတ်ရှုမိရင်ကမိမိကိုမိမိအာပေးမိကဘယ်နည်းနဲ့မဆိုအခွင့်ကောင်းရရှိသည်နှင့်တပြိုင်နက်မကင်ဆွေပေါ်တွင်သူ့အချက်ကိုဒုတိယအကြိမ်ဖွင့်ဟကြီးညာရန်စိတ်ဆုံးဖြတ်လိုက်မိတော့၏ တငယ်ချင်းဖြစ်သူများအေကလည်းထိုအတိုင်းပင်အမျက်တစေအကြံပေးတိုက်တွန်းခဲ့လေရာမကင်ဆွေနှင့်ယင်းဤတီတဲ့ယင်းဤလာအောင်ကြိုးစားတော်မူဟုကြံစီမိပြီလျင်ယခုကဲ့သို့အလဲပတ်ထွက်လာခဲ့မိခြင်းဖြစ်၏သို့သောမျော်လင့်ချက်ကြီးနှင့်အားခက်၍လာခဲ့လေသမျှမော်ရစ်ကောင်းတဲ့ကလေးကသူအားရှက်ပါရကိုသိန်းအောင်ရာဟုစေချိုနောက်ပြောင်းလျက်ရှိလေပြီသိန်းအောင်မှာရှိသူလဲဆက်၍မသွားခြင်းနောက်သို့လဲပြန်၍မဆုတ်နိုင်တနေ့ရတွင်ငံ၍ရက်နေမိရင်းက အင်းရအကြောင်းဆောင်ပြရင်ပေါင်များတွင်လေတို့သဖြင့်တလှုပ်လှုပ်လွန့်လျက်ရှိသော အပြာနုယံခန်းစည်းကလေးများကိုငေး၍ကြည်နေမိလေသည်ထွက်ခိုက်ကြောင်းဆောင်စင်ဝင်အောက်မှမခင်ဆွေနှင့်ကိုထွန်းလာတို့အတူရှင်တွဲ၍ထွက်လာကြသည်ကိုတွေ့လျက်ရသောကြောင့်ပန်းကြုံတချုံအကွယ်သို့ဘုံအောင်၍နေလိုက်မိလေ၏မခင်ဆွေနှင့်ကိုထွန်းလာတို့သည်ကားကလေးစီသို့ရှောက်သွားကြလေသည်ကိုထွန်းလာက ကားရှိတကကိုဖွင့်ပေးလိုက်၏တို့ရတွင်မခင်ဆွေကဘာပြောလိုက်၍လဲမသိကိုထွန်းလာမှာကားရှိတကကိုပြန်ဆောင်ပေးလိုက်ပြီလျှင် နောက်တကားကိုပြန်ဖွင့်ပေးလိုက်ရပြန်သည်မခင်ဆွေနောက်ပိုင်းတွင်တယောက်တည်းတက်ထိုင်ပြီးသောအခါတွင်က ကိုထွန်းလာသည်ဒါကလေးကို မောင်းနှင်ကချင်းချင်းစွာထွက်သွားလေတော့သည်သိမ့်အောင်မှာဒါကလေးတစတစဝေးသွားသည်အထိငေးမြော်၍ကြည်လိုက်မိသည်ဟုတ်ကဲ့ပါခင်ဗျာဇာယိဆရာဆရာမင်းရှင်ဤ ်နေဘူးကတက်လေရဲဆိုတဲ့ဝိတ္ထစာအုပ်ကိုအပိုင်းချောင်းနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနာဆင်ခံစားပေးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းခုနှစ်မှာပြန်လည်ဆုံတွေ့ကြပါလို့ခင်ဗျာအားလုံးကျန်းမာပေးကင်းကြပါစေကျွန်တော်ဖုံးမြတ်တင်ပါခင်ဗျာ